Hello အားလုံးပဲမင်္ဂလာပါဒီနေ့လေးမှာငွေရပဲအကြောင်းအရာလေးကိုရှင်းပြပေးခြင်းလဲဆိုတော့ပေါ့နော်ငွေတို့ရဲ့ဘဝမှာလေငွေတို့တွေဘဝမှာတွေ့ကြုံခဲ့ရတဲ့နာကျင်မှုတွေရှိရဲခံစားရတဲ့ခံစားချက်တွေရှိရဲအဲ့ဒီအရာတွေငွေတို့ကကောင်းကောင်း heal တတ်ဖို့လိုရဲပေါ့နော်ကုသတတ်ဖို့လိုရဲပေါ့လေအဲ့တော့ healing process နဲ့ပတ်သက်ပြီးတော့ငွေတို့ရဲ့ karmic block တွေမဖြစ်နေအောင် healing process နဲ့ပတ်သက်ပြီးတော့ငွေတို့အသက်ရှင်နေနိုင်တဲ့အခါမှာဘဝမှာအနာကဲမှာပေါ့နော်ကောင်းမွန်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ဖို့အတွက်ကိုယ် healing လေးကောင်းကောင်းလုပ်တတ်ဖို့လိုရဲပေါ့လေကိုတွေ့ကြုံခဲ့ရတဲ့အခက်အခဲနာကျင်မှုတွေနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီနေ့လေး မှာငွေရဒီ healing process လေးနဲ့ပတ်သက်ပြီးတော့ငွေနည်းနည်းလေးရှင်းပြပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီစာအုပ်ထဲမှာဆိုရင်လည်းပေါ့လေဒီ covid ကာလမှာပေါ့နော် covid ကာလမှာအသေးအတန်ဖြစ်နေတဲ့သူတယောက်ကိုတဲ့အဲ့အမတယောက်ကနေပြီးတော့သူ Facebook ပေါ်မှာရေးထားရပေါ့နော်အဲ့ဒါလေးကဘာလေးလဲဆိုတော့သူသူ့ဆီကပတ်စံနေအများကြီးကိုချီးထားတာပေါ့လေပတ်စံနေအများကြီးကိုချီးထားရသူတော့မှသူကအသေးအတန်ဖြစ်နေတဲ့အခါမှာသူ ခွဲလို့ပါချောင်း သူဒီပတ်စံနေနဲ့ပတ်သက်ပြီးတော့သူချေးပေးပါကြောင်စွန့်လွတ်ပေးပါကြောင်ပေါ့နော်စာလေးရေးထားတာကိုတွေ့ရတယ်ပေါ့လေအဲ့ခါကျတော့စာရေးတဲ့သူကသူဘယ်လိုမျိုးသုံးသပ်နေလဲဆိုတဲ့အခါမှာပေါ့နော်ဒီနေရာနဲ့ပတ်သက်ပြီးတော့ဒါဒီလဲဒါ healing လောက်တာပဲပေါ့လေအဲ့တော့ ဘဝမှာပေါ့လေကိုစီကပတ်စံနေအများကြီးချီးယူထားလို့ဆိုပြီးတော့ပေါ့နော်ဒီလိုကခွင့်မလွတ်ပေးဘူးဆိုရင်သူတကယ်လို့ပေါ့နော်အသေးနဲ့ဖြစ်ပြီးတော့တကယ်လို့သာအသက်ဆုံးရှုံးသွားရရင်လေဒါဒီဟိုဘယ်လိုပြောမလဲဆိုတော့ဟိုဟိုကဲအကျွေးတစ်ခုလို့ပါသွားမှာဆိုလို့ပေါ့လေဒါလေးကိုခွင့်လွတ်ပေးပါအကြောင်းဆိုရဲဟာလေးကိုဒါရေးထားတာလေတော်တော်လေးကိုဒါကောင်းတဲ့လုံးရလေးပေါ့နော်အဲ့တော့ငွေရလေဘယ်လိုမျိုးသုံးသပ်မိလဲဆိုရဲခါကြတော့ဒါဒီကံကံအကြောင်းတရားအကျိုးရှိလို့အကြောင်းဖြစ်လာရပေါ့လေအဲ့တော့ကိုစီကပတ်စံချီးထားတယ်အဲ့ခါမှာသူအသေးစံဖြစ်နေ ခါမှာဒီလိုခွင့်လုပ်ပေးပါရဲ့လို့ပြောလိုက်ခြင်းအပြင်ဒါသီတာသူဟီးလုပ်ပေးတာပဲအဲ့ဒီတော့လေဒါဒီကောင်းတဲ့ process လေးတစ်ခုပုံပေါ့နော်အဲ့လိုပဲကိုယ့်ရဲ့ဘဝမှာအများကြီးကြုံတွေ့ရလိမ့်မယ်ကွာကြုံနဲ့ကြုံတွေ့ခဲ့ရတာရှိတယ်အဲ့တော့ငွေရဲ့ဘဝမှာဆိုရင်လည်းငွေကိုနာကျင်အောင်ခဲတဲ့သူတွေမြေဆောင်အောင်ခဲတဲ့သူတွေပေါ့နော်အများကြီးအများကြီးကြုံတွေ့ခဲ့ရတာပဲအဲ့ဒီလူတွေကတော့ငွေကဒီနေ့ဒီအချိန်ထိပေါ့နော်သူတို့ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့ပါလားဆိုတဲ့စိတ်ကြီးတစ်ခုနဲ့ပေါ့နော်ကိုကသူတို့ကိုမမေ့နိုင်ဘဲနဲ့ပေါ့နော် နာသူဒါအခုချိန်ထိပေါ့နော်ဟိုစိတ်ဆိုးနေမယ်မုန်းနေမယ်ဆိုရင်ဒါဒီအရင်ဆုံးကိုပူလောင်ရမှာအဲ့တော့ကိုပူလောင်ရမှာဖြစ်တဲ့အတွက်ငွေကအဲ့လိုမျိုးမရှိဘူးပေါ့နော်ငွေကိုနာချင်အောင်လုပ်ခဲ့ရင်မြေကြီးကြောင်လုပ်ခဲ့ရသူဆိုရင်လည်းငွေကိုအခုလာတောင်းမှန်တယ်လာတောင်းမှန်တယ်ဆိုရင်လည်းငွေကโอเคရရဲခွက်လို့ပေးတယ် အရင်နာကျင်အောင်လုပ်ခဲ့သူတွေဆိုငွေခွင့်လုပ်ပေးရကွာဒီလားခွင့်လုပ်ပေးတယ်ဘာလို့လဲဆိုတော့ငါဝေကျွေးပါခဲ့လို့အတိတ်ဘဝကငါဝေကျွေးပါခဲ့လို့ငါနာကျင်စရာခံခဲ့ရလို့ငါဒီဘဝမှာနာကျင်ခဲ့ရတာဒါပေမဲ့ငါဘယ်တော့မှမနာကျင်ရှင်တော့ဘူးအဲ့ဒီတော့နင်းကငါပြန်ပြီးဝေကျွေးဆက်တယ်ပေါ့ကွာအဲ့ဒီတော့ငါနင်းကိုမုံလည်းမမုံဘူး ဟိုစိတ်ထဲမှာလည်းဘလို့မှမရှိဘူးခွင့်လောက်ပေးတယ်တကယ်ကိုခြေခြေနဲ့နဲ့ကြီးခွင့်လောက်ပေးပါတယ်ဆိုပြီးတော့တကယ်ကိုဗဇက်ကလည်းထုတ်ပြောရေပေါ့နော်အဲ့တော့အဲ့လိုမျိုးခွင့်လောက်ပေးခြင်းအဖြစ်ပေါ့လေဟိုသူလည်းတန်စရာမလဲတော့ဘူးကိုလည်းတန်စရာမလဲတော့ဘူးဘူးကြီးမပါတော့ဘူးနှမမသာဆိုရင်ကွာတိလာအဲ့အမုံတရားကြီးကနေမှအကူတူတွေဖြစ်တနေ့တနေ့လေးသူ့ကိုခွင့်မလောက်ပေးနိုင်မအိမ်နိုင်မစားအဲ့လိုမျိုးကြီးရှိတယ်ကွာအဲ့အခါကျတော့လူတွေကကိုယ့်ကိုနာကျင်အောင်လုပ်တဲ့သူတွေကို တိအချက် healing process ကြီးအကောင်းဆုံးဒီခွင့်လွှတ်ပေးဖို့လိုပါတယ်အဲ့တော့ဒီနေ့လေးမှာပေါ့နော်ဒီ healing process နဲ့ပတ်သက်ပြီးတော့ငွေရခွင့်လွှတ်ပေးရဲ့ဒီ process လေးကိုပြောတာပေါ့နော်အဓိကအရေးကြီးဆုံးဒီဘယ်အရာမှမဆိုဘယ်ကိစ္စမှမဆိုဖြစ်ခဲ့ရဲကိုနာကျင်ခဲ့ရတယ်ကိုမျက်ရည်ချခဲ့ရတယ်အဲ့ခါမျိုးမှာလဲကိုကခွင့်လွှတ်ပေးဖို့လိုရယ်ပေါ့လေအကောင်းဆုံးဒီခွင့်လွှတ်ပြီးတော့ဂရုဏာထားပေးဖို့လိုပါတယ်ပေါ့နော်ဒါဒါတရားတော်အရာဆိုလဲဒါဂရုဏာထားပေးလိုက်တာကိုကဒါကို့ကိုနာကျင်အောင်လုပ်ခဲ့လို့ကို့ကိုသိရမလားငိုအောင်လုပ်ခဲ့လို့ ိုကဒီနေ့ဒီချိန်ထိအာသူတို့တွေကိုမမေ့နိုင်ဆွဲနိုင်မယ်နဲ့မုန်းနေမယ်နာကျင်နေမယ်ဆိုရင်သူတို့တွေခွင့်မလုပ်ပေးဘူးဆိုရင်ကိုပဲနာကျင်ပြီးကိုကိုယ့်ရဲ့တန်တရားတွေပဲရှည်လာလိမ့်မယ်ပေါ့လေအဲ့တော့ဝင်ကငွေကိုလာကြအောင်လုပ်တဲ့သူတွေကိုငွေလာတောင်းမှန်းနေဆိုရင်လေโอเคခွင့်လုပ်ပေးတယ်နင်းနဲ့ကလည်း ပါခဲ့တဲ့နာကျင်တဲ့ဝကြွေးတွေဒီလေဒီတဘောမှိုင်ပဲပြီးဆုံးခြင်းနဲ့နှောင်ပေါင်းလည်းတိမ်မသွားခြင်းဘူးအဲ့တော့ငါဆက်ဆရာရှိရဲ့ဝကြွေးကိုလည်းအကုန်လုံးဆက်တယ်ခွန့်လဲခွန့်လို့ပေးတယ်နေလဲငါ့ကိုဘယ်တော့မှပြန်ပြီးတော့ငါ့ကိုနာကျင်အောင်လုပ်ခဲ့လို့ဆိုပြီးတော့လည်းပြန်ပြီးတော့ဝကြွေးဆက်ဆရာလည်းမလုပ်ဘူးဒီဘောကဒီမျှပဲတခါရဲ့ပြောလိုက်ပြီးသားကွာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့ကိုလည်းအဆင်ပြေတယ်သူတို့လည်းအဆင်ပြေတယ်သူတို့ရဲ့ကာမိတ် blog တွေကိုလည်းငွေတို့ကဟို blog ဖြီးပေးရရောက်တယ်ငွေတို့ရဲ့ ဟိုနာကျင်မှုတွေကိုလည်းငွေတို့တစ်ခါရင် healing လုပ်ပေးရရောက်တယ်ပေါ့လေအဲ့တော့ဘဝမှာအရေးကြီးဆုံးအပေါ့နော်ကိုယ့်ရဲ့ဒီနာကျင်စရာတွေရှိရယ်ဆိုရင်လည်းကိုယ့်ရဲ့ healing process အရာကိုယ်ကခွင့်လွှတ်ပေးတတ်ဖို့အရင်အရေးကြီးတယ်ကိုယ်ကခွင့်လွှတ်ပေးတတ်ခြင်းအပြင်ကုသိုလ်ကိုလည်းတိဆောက်ရရောက်တယ်ပေါ့လေအဲ့တော့ခွင့်မလွှတ်ပေးဘူးဆိုရင်ကိုယ်ကဘာလဲဆိုတော့နေထိုင်ရင်အကုသိုလ်ဖြစ်နေရ အကုသိုလ်စိတ်ကိုကိုကမွေးမြူနေတယ်လို့ပဲပေါ့လေအဲ့တော့ငွေတို့ကဒီအကုသိုလ်စိတ်ကြီးကိုလည်းမမွေးမြူတတ်အောင်လို့အားလုံးကိုလည်းငွေတို့ခွင့်လုပ်ပေးတတ်ဖို့အရင်အရေးကြီးရပေါ့နော်အဲ့တော့ဒီနေ့လေးမှာငွေကဒီ healing process လေးမှာအရင်အဓိကအရေးကြီးဆုံးစီခွင့်လုပ်ပေးရအကြောင်းအရာလေးငွေကပြောပြပေးရပါပေါ့လေအဲ့တော့ကိုကကိုနာကြအောင်လုပ်ခဲ့တဲ့သူတွေပဲဖြစ်ဖြစ်ကိုရဲ့ဘဝမှာပေါ့နော်ကိုကိုအမြဲကြအောင်လုပ်ခဲ့တဲ့သူတွေပဲဖြစ်ဖြစ်ကိုကခွင့်လုပ်ပေးခြင်းအပြင်ကောင်းမွန်စွာခွင့်လုပ်ပေးခြင်းအပြင်တကယ်ကို healing process ကိုလည်းအကောင်းဆုံးငွေတို့လေးဖြတ်တန်းပြီးတိဆောက်လို့ရပေါ့နော် healing healing လုပ်လို့ရ တယ်ပေါ့လေအဲ့လေးကိုလည်းငွေပြပြပေးရပါအဲ့တော့ငွေတို့ရဲ့ဘဝမှာပေါ့နော်ဒီလိုဟီးလုပ်ပေးခြင်းအပြင်လည်းသူတို့ရဲ့ကာမိတ်ဘလော့တွေကိုလည်းငွေတို့ဖြည့်ပေးရအောင်တယ်ငွေတို့ကိုငွေတို့ ခွင့်လွှတ်ပေးခြင်းအပြင်တော့၎င်းသူတို့ရဲ့အပြစ်တွေကိုခွင့်လွှတ်ပေးခြင်းအပြင်တော့၎င်းငွေတို့ရဲ့အကောင့်ဘဝမှာပေါ့နော်အကောင့်ဆုံး healing process ကိုလုပ်နိုင်ပါတယ်လို့ငွေကပြောပြပေးခြင်းပါတယ်ပေါ့နော်အဲ့တော့ဒီနေ့လေးမှာငွေကဒီလိုခွင့်လွှတ်ပေးခြင်းအပြင်ပေါ့လေကိုဘဝအောင်နာကျင်အောင်လုပ်ခဲ့တဲ့သူတွေခွင့်လွှတ်ပေးခြင်းအပြင်ကောင်းမွန်သောအေဂျင့်နဲ့ဘဝရယ်လေပိုင်ဆိုင်နိုင်ကြပါစေလို့ငွေကဆုတောင်းပေးပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ပြီးတော့ပြန်တွေ့ပါအောင်မယ်ရှင်တတ်တာ